ကင်မရာနဲ့ရိုက်ကူးမိခဲ့တဲ့ရေသူမစစ်ရဲ့ရုပ်သံရေသူမဆိုတဲ့တတဝါဟာဟိုးစဒဏ္ဍာရီကလေးကရှိခဲ့တာဖြစ်ပြီးတော့သူနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေတမိုင်းတွေအများကြီးထွက်ပေါ်ခဲ့ပေမဲ့ရေသူမတကယ်ရှိသလားမရှိသလားယနေ့အချိန်ထိဒုရဖြစ်နေသေးပါရေသူမတကယ်ရှိတယ်ဆိုရင်ဇာတ်လမ်းတွေကလို့လှပတဲ့မင်းမလာလေးပုံစံမျိုးဖြစ်နေမလားဒါမှမဟုတ်မင်းမျိုးစရာကောင်းတဲ့ငါးတပိုင်းလူတပိုင်းပုံစံတတဝါဆိုကြီးဖြစ်နေမလားတကယ်ကိုစိတ်ဝင်စားစရာပါ ဒါကြောင့်မလို့ဒီကနေ့မှာကျွန်တော်ကကဘာရဲရဲကရေသူမစစ်ကိုရိုက်ခုမိထားပါတယ်ဆိုတဲ့ရုပ်တံတွေကိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ဘုံခွဲထားခံရတဲ့ရေသူမပထမဆုံးအနေနဲ့မင်းနီဆိုတာပြည်နယ်ကရုပ်တံကိုအရင်ကြည့်ကြည့်ရအောင်ပါ။ဒါကတော့ဩစတြေးလျခီးသွားတဲ့ရောက်ကရိုက်ခုထားတာဖြစ်ပါတယ်။ဗီဒီယိုထဲမှာတွေ့ရသလောက်အဝါရောင်ပီပီဝတ်စုံကိုဝတ်ဆင်ထားတဲ့လူတယောက်ဟာ ပင်လယ်ဆုံးကြောက်ဆောင်နေကြမှာတောင်တည်နေတဲ့အရာတခုကိုဒေဂျာကယူဆိုင်တည်သွားတာကိုတွေ့ရပါတယ်သူတို့တည်ဆောင်သွားတဲ့အရာကိုတရားကြည့်လိုက်မယ်ဆိုရင်နေအလေးရအောင်မှာတလက်လက်တောက်နေတဲ့အစိမ်းရောင်အရာမအမီးကြီးကိုမြင်ရမှာဖြစ်ပြီးတော့ကြောက်ဆောင်နေဘောကနေရွှေ့လိုက်တဲ့အချိန်မှာအဲ့ဒီအမီးကြီးလှူရှားသွားတာကိုပါအထင်းသားတွေ့နေရပါတယ်ဒါပေမဲ့ PP ဝစ်ဆောင်တဲ့လူလူစုကတော့အဲ့ဒီအရာကိုဘယ်သူမှမမြင်အောင်တိတ်တိတ်လေးတည်ဆောင်သွားပါတယ် ဒီရုပ်သံပြန့်နှံ့သွားပြီးတဲ့နောက်မှာအင်တာနက်အသုံးပြုသူတွေကဒီလိုတောင်းတင်လာတဲ့ရေသူမတွေကိုဘယ်သူမှမသိအောင်တိုက်တည်လေးဖမ်းပြီးသူတွေတနာလုံနေကြတာဗနေချင်းလောက်တောင်ရှိနေပြီလေရေသူမရဲ့တကယ့်တည်းရှိမှုကိုကဘာကိုချမှတ်ပြပဲဖုံးကွယ်ထားတာဘလောက်တောင်ကြာနေပြီလဲဆိုပြီးအမေရိကန်အစိုးရကိုမေးခွန်းထုတ်နေကြပါတယ်နံပါတ်၄ကြောက်ဆောင်ဘောကရေသူမဒီတစ်ခုကတော့အစ္စရေးနိုင်ငံမြေတဲပင်လယ်ရဲ့ကြောက်ဆောင်ဘောမှာမြင်းတွေ့ခဲ့ရတဲ့ရေသူမဖြစ်ပါတယ်။သမုဒ္ဒရာလိုင်းနဲ့အချင်းချင်းရိုက်ခတ်နေတဲ့ကြောက်ဆောင်ကြီးဟာဒီတစ်ခါတော့မတူညီတဲ့အရာတခုလာရောက်နားခဲ့တာကိုတွေ့ခဲ့ရပါတယ်။ နေရောင်အောင်မှာရင်းကြီးစဲရောင်နဲ့တလဲလဲတောက်ပနေတဲ့တတဝါတကောင်ဟာအဒီကြောင့်ဆောင်ပေါ်မှာရန်နာနေရင်ပင်လေတဲကိုတပံပြန်လဲထိုးပေါက်ပြောက်ွယ်သွားခဲ့တာပါဒီရုပ်တံကလည်းအင်တာနက်မှာအတော်လေးရေပန်းစားသွားခဲ့ပြီးရေသူမတွေရဲ့တရှိမှုကိုတက်သေးပြနိုင်တဲ့အကောင်းဆုံးထောက်ထားဗီဒီယိုလို့တော့မှပြောဆိုခဲ့ပါသေးတယ်။နံပါတ်3လက်ပိုင်းနည်းနဲ့တူပျော်မျိုးနေတဲ့ရေသူမဒီဗီဒီယိုကြည့်လိုက်ရင်တော့အဆော့ဆော့ပဲမှာလက်ပိုင်းတချို့အတူတကွာရေကူးပြီးတော့သွာလာနေကြတယ်လို့ထင်မိမှာပါ။ဩလက်ပိုင်းလေးတွေအုပ်စုလိုက်နေရာတိတိကျကျကိုရွှေ့ပြောင်းသွာလာနေကြတယ်ပေါ့။ လက်ပိုင်းမမဟုတ်ပါဘူးကပောက်မှာရှိတဲ့တတ္တဝါတိုင်းဟာလက်ရှိနေရာသူတို့တက်မလုံးကြုံတော့ဘူးအန်ဒီရဲ့များတယ်လို့ထင်နေရာတစ်ကိုအုပ်စုလိုက်ပြောင်းရွှေ့တက်ကြတာပါဒါပေမဲ့တခြားကြီးကြီးပေါ့သူတို့ကတကယ်ပဲလက်ပိုင်းနေဟုတ်လို့လားဒီရုပ်တံကိုတော့ကယ်လီဖိုးနီးယားပြည်နယ်မှာ drone တစ်ခုကနေရိုက်ကူးမိခဲ့တာဖြစ်ပြီးပထမဆုံးချင် YouTube channel ပေါ်မှာတင်လိုက်တာနဲ့ကြည့်ရှုသူပေါင်းတင်ချီသွားပြီးတော့လူတွေကြားထဲမှာရုပ်ရုပ်တဲတဲတွေဖြစ်ကုန်ပါတယ်ဒါပြင်အဲဒီရုပ်တံထက်တတ္တဝါတွေဟာ ရေသူမဖြစ်နိုင်တယ်လို့ဝမ်ဝမ်ပြောဆိုနေကြပါတယ်သူတို့ဟာအမှတ်တမဲကြီးလိုက်ရင်တော့လပိုင်လေးတွေနဲ့တူနေပြီးရေကူးပုံနဲ့လှုပ်ရှားပုံတွေကဆာအသေးစိတ်ကြီးမိလိုက်ရင်တော့ဒါဟာလူသားလိုလံပေါင်းမျိုးရှိတဲ့တတ္တဝါမှန်သိကြပါတယ်ဒါကြောင့်ဒီရုပ်တံကိုပထမဆုံးချိန်ကြီးလိုက်ရင်တော့လပိုင်လားရေသူမလားဆိုပြီးဇဝေဇဝါဖြစ်နေပြီမယ်တေချာကောက်ကောက်ခါကအာယုံစက်ကြည့်လိုက်တဲ့အခါမှာဒါဟာရေသူမမှန်သိတာလာခဲ့ပါတယ်နံပါတ်၄ GoPro on a shark ဘယ်လင်အောက်ကအလာတရားတွေကိုရိုက်ကူးထားတဲ့ဗီဒီယိုကိုကြည့်ရတာအတော်လေးအနှစ်ရသာရှိပါတယ်အထူးသဖြင့်ငမန်းအုပ်တွေကမှရိုက်ကူးထားတဲ့ရုပ်တံတွေဆိုရင်ကြည်ရင်နဲ့ဦးရီအသေးတွေရားเสียပါဒါဆိုရင်တော့ဒီရုပ်တံတွေကိုဘလို့ရိုက်ကူးထားတာဖြစ်မလဲဘယ်လူကတော့ငမန်းအုပ်တွေကထဲမှာရင်ခုန်ပြီးတော့ဗီဒီယိုရိုက်ကူးရဲမယ်လို့မထင်ပါဘူးဟုတ်ပါတယ်တကယ်တော့ GoPro လို့ခေါ်တဲ့ကင်မရာတစ်ခုကိုငမန်းတစ်ကောင်ရဲ့ကိုပမာတက်ဆင်ပေးထားပြီးပင်လယ်ထဲကိုပြန်လွတ်လိုက်တာဖြစ်ပါတယ်ဒါမှအဲ့ဒီငမန်းဟာသူ့ရဲ့ငမန်းအုပ်စီပြန်သွားပြီးတော့အခုလိုတွေ့ရဖို့မလွယ်တဲ့မြင်ကွင်းတွေကိုရိုက်ကူးထားနေတာပါ ဒါပေမဲ့ဒီတစ်ခါမှာတော့ GoPro ကင်မရာမှာငမန်းနေမှာမဟုတ်ပဲတခြားထူးဆန်းတဲ့တတ္တဝါတကောင်ကိုရိုက်ကူးမိခဲ့ပါတယ်။အဲ့ဒီဟာငမန်းနေကြမှာရောထွေးနေပြီးထူးခြားတဲ့အမိပုံစံနဲ့ရေကူးခတ်နေတဲ့ပုံကကျွန်တော်တို့ပုံမြင်ထဲမှာခဏခဏမြင်ဘူးတဲ့ရေသူမရဲ့ပုံစံနဲ့ရာဂိုင်လုံးမြေတူညီနေပါတယ်။ဒါဆိုရင်တဟာတကယ်ရေသူမလားဒါမှမဟုတ်နေရောင်ကြောင့်ထင်းရောင်တမဖြစ်နေမူလားပြိတ္တတူရောဘယ်လိုထင်ပါလဲ။ တင်မောပြက်ကြီးတဲကတတ်တော့ပါအကြောင်းကြောင်းကြောင့်တင်မောခဲ့ပြီးတော့ပင်လယ်ကျမ်းပြီအောင်မှာထာဝရဧစက်သွားတဲ့တင်မောပြက်တရားသူတို့ရဲ့သမိုင်းကိုစီနဲ့ကြားရသူတိုင်းကြောချမ်းချေစရာကောင်းလာပါတယ်။ဒါပေမဲ့အဲ့ဒီတင်မောတွေဟာရင်းနယ်ပိုင်းမှာရှိနေတဲ့အတွက်တချို့သောရေရောက်တတ်တော်တွေအတွက်နားခိုရပုံးကွယ်ရနေရတချို့ဖြစ်လာတာအမှန်ပါ။ဒါကတော့စူးစမ်းရှာဖွေသူတို့ကတိတ်မောက်သွားတာကြားပြီးဖြစ်တဲ့ငါးဘက်တင်မောတစ်စီးကိုလေးလိုက်စင်းဖို့အတွက်ညာမိပါတဲ့ကင်မရာကိုကင်ကရင်းကုန်လာခဲ့ပါတယ်။နေရန်ကောက်ကောက်မရတဲ့ပင်လယ်ကျမ်းပြင်တဲ့အမောင်တို့ကြောင့်ကင်မရာရဲ့မီးပြပြထုံပြီးမှတ်တမ်းတင်သွားပုံက ဟော်ရာဇလန်ကြည့်နေရသလိုအသေး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 ပါပဲရေချင်မှာကင်မရာရှေ့ကနေငမန်းအုပ်ကြီးဖြတ်သွားခဲ့ပြီးအဲ့ဒီအခိုက်တက်မှာအနောက်ကနေတင်မောကြားထဲမှာလူမျက်နှာပုံစံနဲ့တတဝါတကောင်ဘွားကနေထွက်ပေါ်လာပါတယ်ဒါမှမဟုတ်အဲ့ဒီရာကချက်ချင်းပဲအမောက်တို့ကြားထဲကိုတိုးဝေးပြောက်ွယ်သွားခဲ့တာပါအဲ့ဒီရုပ်တန်နဲ့ပတ်သက်ပြီးတဟာရေအောက်မှာနေထိုင်တဲ့ဂျိုးသားတွေဖြစ်မယ်လို့ခန့်မှန်းထားကြပြီးဒီပုံစံရရေအောက်မှာရေသူမတွေပြင်တခြားသောဒဏ္ဍာရီလာတတဝါတွေလည်းရှိနေနိုင်တာပဲဆိုရယ်မျှော်လင့်ချက်တွေပေါ်ထွက်လာခဲ့ပါတယ်နံပါတ်6ရေသူမရဲ့ဆယ်ဖီအပေါ်မှာပြောခဲ့တဲ့ GoPro ကင်မရာဟာ ရေးသက်တော်ဝါဒီပေါ်မှာတက်ဆင်ပေးထားလေးရှိသလိုတခါတရံမှာပေးလဲကျမ်းပြအောင်မှာနေရာချခဲ့တာမျိုးလည်းရှိပါတယ်ဒီတခုကတော့ရေအောင်လှပတွေကိုရိုက်ကူးဖို့အတွက်ကျမ်းပြမှာတက်ဆင်ထားခဲ့တဲ့ကင်မရာပါဒါပေမဲ့အဲ့ဒီကင်မရာနားကိုရေသူမလို့ယူဆရတဲ့တက်တော်ဝါဒီကောင်ကလာရောက်စူးစမ်းလာခဲ့ပါတယ်ဗီဒီယိုမှာမြင်ရတဲ့ပုံရလူရဲ့လေပင်းလိုပုံသဏ္ဍာန်ကိုငါးတကောင်ရဲ့အရေးပြားမျိုးဖြစ်နေတာပါအဲ့ဒီလေပင်းဟာရေအောင်ထဲမှာအသက်ရှူနေတာဖြစ်ပါတယ်ပထမပိုင်းမှာအဲ့ဒီလေပင်းကိုရိုက်ကူးထားပြီးခဏကြာမှတော့ရေသူမရဲ့လက်ဖြစ်ရန်တူတဲ့ အစိမ်းရောက်ရေရက်တွေကိုထပ်မံရိုက်ကူးမိခဲ့ပါတယ်။ဒါတကယ်လည်းရေသူမတွေကိုရိုက်ကူးမိခဲ့တာဆိုရင်ရေသူမကကျွန်တော်တို့ထင်တယ်လို့လှပတဲ့မင်းကလေးပုံစံမဟုတ်ဘဲကြမ်းကြုတ်တဲ့၅တပိုင်းလူတပိုင်းတတ်တော်ဝါတကောင်ဖြစ်ဖို့ရာခိုင်နှုန်းတည်ကြနေပါတယ်။နံပါတ်9စာရန်ရဲ့ခေါ်တဲ့ဗီဒီယိုတစ်ခုကတော့ Macbine 7ဆိုတဲ့ TikTok account ကနေတင်ထားခဲ့တာပါ။ဘုံတွေကမင်းကလေးဟာညဘက်ပင်လယ်နားမှာရက်နေရင်စာရန်တကောင်ရဲ့အော်ခေါ်နေတဲ့တန်ကိုကြားခဲ့ရပါတယ်။အစားပိုင်းမှာတော့သူက အဲ့ဒီအတန်ကိုနားထောင်ကောင်းကောင်းနဲ့စိတ်လွတ်လပ်လို့နားထောင်နေပြီးခဏကြာမှသာဒါဆာရန်ရဲ့အော်တန်ဖြစ်မယ်ဆိုပြီးတော့တတိဝင်လာကအတိခက်ခဲ့ပါတယ်ဆာရန်ဆိုတော့ကရှေးဂရီဒနာရီတွေကတတ်တော်ပါပြီးကတပိုင်းမိမပုံတပိုင်းပုံတန်ရှိနိုင်လဲဆိုပြီးတချို့ကလည်းရေသူမတို့ဦးရဲ့ပုံမှန်တင်ပြရှိတယ်လို့ပြောကြပါတယ်ဆာရန်ဒီဟာကျွန်းနေကိုအစိုးရသူတွေဖြစ်ပြီးကျွန်းပေါ်ကိုကတ်လာတဲ့သူတွေနဲ့ပင်လယ်ထဲကိုရွက်လစ်လာတဲ့တင်မောသားတွေကိုခြိုသားတဲ့အတန်နဲ့အော်ဟစ်ကမျိုးဆွဲတတ်ပါတယ်အဲဒီခါမှာတင်မောသားတွေကသူတို့ရဲ့အတန်ကိုဆွဲလန်းပြီးတော့စိတ်နဲ့ကိုလိုသွားကရေအောက်ထဲကိုခုန်ဆင်းပြီးတော့တေးဆုံးကြပါတယ်။ဒန်နာကြီးကအဲ့ဒီချိန်တော့ အော်ဒီစီကိုတိုင်တော်မှဆာရန်ဒီရဲ့ရန်ကိုကြောက်လို့ပင်လေတဲ့ကလေးပြတ်သွားတဲ့ခါမှာသူ့ကိုယ်သူတင်းမောပေါ်မှာကျိုးနေချီပြီးစိတ်မလွတ်တော့အောင်ကြိုးစားခဲ့ရပါတယ်။ဒါကတော့ဆာရန်ဒီရဲ့တမိုင်းကြောင့်မှဆာရန်ဒီဟာရည်သူမိုင်းနဲ့တူပေမဲ့ရည်သူမလိုမျိုးမဟုတ်ပြန်ပါဘူး။ဒါပေမဲ့ရည်သူမိုင်းဒါတကယ်ရှိတယ်ဆိုရင်ဆာရန်ဒီလည်းတကယ်ရှိနေပြီးပင်လေလောကဟာ နေကိုကားတက်ကိုကြောက်စရာကောင်းတာပါတယ်ဗီဒီယိုထဲကမိန်းကလေးတွေကတော့သူ့စိတ်သူထဲနိုင်ခဲ့ပုံရပါတယ်မဟုတ်ရင်လည်းသူလည်းမကြခင်မှာစိတ်လိုပြီးပင်လေးတဲကိုခုံချသွားမိမှာပါဒါမှမဟုတ်တစ်တော့မှာနာမည်ကြီးခြင်းလို့အကြံပေးဗီဒီယိုလုတ်တာမျိုးလည်းဖြစ်နေပါတယ်မှန်မှန်မှန်ဆိုတာပရိသတ်ကြီးတို့ဆုံးဖြတ်သွားကြပါအောင်ဗီဒီယိုလေးဆုံးလေးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်